သင်ယုံနိုင်မလားစာအုပ်တုပ်က14နှစ်အကြာမှာကဘာကို6ချားစီခဲ့တဲ့ကဘာအကြီးမားဆုံးသင်းမောကြာရှုံးမှုကိုအတိအကျခံမှန်းခဲ့တာ哦ဒါမှမဟုတ်ကာတွန်းတစ်ပုဒ်ကအနာဂတ်သမ္မတကို18နှစ်ကြိုတင်ပြောပြခဲ့တာ哦ကဘာကြီးကလျှို့ဝှက်ချက်တွေနဲ့ပြည့်နေနေပါတယ်တချို့အရာတွေကတိုက်ဆိုင်မှုလို့ရှင်းပြလို့ရပေမဲ့တချို့ဟာကြတော့ကျွန်တော်နားလည်နိုင်မှုတက်ကြော်လွန်နေပါတယ်မိခွန်းတွေအများကြီးပေါ်လာပါလိမ့်မယ်။ဘာကြောင့်တိုက်တန်းတဲ့သင်းမောအကြောင်း14နှစ်ကြိုတင် ရေးသားခဲ့ရတာလဲ။ အီဗရာဟင်လင်ကွန်နဲ့ဂျွန်အက်ခနေဒီရဲ့ဘဝတွေကဘလောက်ထိတူညီနေလဲတင်မော်သုံးစင်းနင်းမြုပ်ပြီးတိုင်းအသက်ရှင်ကျန်ရခဲ့တဲ့အမျိုးသမီးတယောက်ရဲ့ကံကြမ္မာကဘာလဲတနက်ပစ်ခံရချက်ချင်းမတည်ပဲနှစ်20နောက်ပိုင်းမှာတစ်ပင်ကနေကြည်စံထွက်လာပြီးတတ်သွားတာရောဒါရီယာယိုးတိုက်ဆိုင်မှုတွေလားဒါမှမဟုတ်တခုခုရဲ့နည်းနည်းတဲ့အဓိပ္ပာယ်ရှိနေရလားဟုတ်ကဲ့ဒီနေ့မှာတော့ကျွန်တော်တို့တင့်ကိုတမိုင်းမှာဖြစ်ပျက်ခဲ့တဲ့အထူးဆန်းဆုံးတိုက်ဆိုင်မှုခုနှစ်ခုကိုပြောပြပေးမှာပါ ဒီအဖြစ်ပြက်တိုင်းဟာအစ်စ်မန်နေဖြစ်ပြက်ခဲ့တာတွေပါထူးဆန်းလွန်းလို့ယုံကြည်ဖို့ခက်ခဲလောက်အောင်ပါပဲအစင်းသိဖြစ်ပြီလားဒါဆိုရင်စလိုက်ကြအောင်ပါနံပါတ်၁1998ခုနှစ်မှာ Morgan Robertson ဆိုတဲ့စာရေးဆရာတဦးဟာစိတ်ကူးရင်ဇာလံတစ်ပုဒ်ကိုရေးသားခဲ့ပြီးတော့အဲ့ဒီစာအုပ်ကို Fidelity လို့နာမည်ပေးခဲ့ပါတယ်ဒီဇာလံမှာ Titan The Unsinkable လို့ခေါ်တဲ့သင်္ဘောကိုဖော်ပြခဲ့ပါတယ် Titan ကသူ့ခေတ်ရဲ့အကြီးမားဆုံးသင်္ဘောဖြစ်ပြီးဘယ်တော့မှမနစ်မြုပ်နိုင်ဘူးလို့ရေးသားခဲ့ပါတယ် ။ဒါမှမဟုတ်သူ့ရဲ့ပထမဆုံးခီးစဉ်မှာပဲတိုက်တန်အက်ဒလန်ဒီသမုတ်တရားထဲမှာရေခဲတောင်နဲ့တိုက်မိကနစ်မြုပ်သွားခဲ့ပြီးတော့လူထောင်ပေါင်းများစွာတေဆုံးခဲ့ရပါတယ်။ဒါမှမဟုတ်အန်ဩစရာကတော့ဒီစာအုပ်ထွက်ပြီး14နှစ်အကြာမှာအလားတူတင်မော်ဒစီတိဆောက်ခဲ့ပြီးသူ့နာမည်ကတိုက်တန်နဲ့ပါ။14နှစ်အရင်ကရေးထားတဲ့စာအုပ်ထဲမှာပါတဲ့တိုက်တန်တင်မော်နဲ့တိုက်တန်ရဲ့အသေးစိတ်အချက်လက်တွေအတိအကျကိုက်ညီနေတာအန်ဩစရာပါပဲ။တင်မော်နှစ်ဆင်းလုံးကမနစ်မြုပ်နိုင်ဘူးလို့ခေါ်ကြပါတယ်။ 20လောင်းဟာတုခိရဲ့အကြီးမားဆုံးသင်္ဘောတွေဖြစ်ကြပါတယ်။20လောင်းအက်တလန်တိတ်သမုတ်တရာမှာပထမဆုံးခီးစဉ်အတွင် ရေခဲတောင်နဲ့တိုက်မိပြီးတော့နစ်မြုပ်သွားခဲ့ပါတယ်။20လောင်းဧပြီလမှာခီးစဉ်စတင်ပြီးတော့20လောင်းမှာခီးစဉ်2500စီးနှင်းထားကြပါတယ်။ဒီတူညီမှုတွေအားလုံးဟာတိုက်ဆိုင်မှုတသက်လားဒါမှမဟုတ်ကျွန်တော်တို့နားလည်နိုင်မှုထက်ကျော်လွန်နေတဲ့တစ်ခုခုလား။နံပါတ်1အီဗရာဟင်လင်ကွန်နဲ့ဂျွန်နက်ကန်နေဒီယာအမေရိကန်သမ္မတကြီးဖြစ်ခဲ့ကြပြီးတော့နှစ်ဦးစလုံးလှုပ်ကြံခံခဲ့ရပါတယ် ဒါပေမဲ့သူတို့ကြားတူညီမှုတွေအများကြီးရှိကြပါတယ်။နှစ်ဦးလုံးတနက်နဲ့ပြက်ခံခဲ့ရပြီးတော့ကြည်စံဟာသူတို့ခေါင်းနှောက်ဖက်ကိုထိမှန်ခဲ့ပါတယ်။လောက်ကြံခံရချိန်မှာနှစ်ဦးစလုံးရဲ့ဇနီးတွေသူတို့နဲ့အတူရှိနေခဲ့ကြပါတယ်။သူတို့ရဲ့အတွင်းရေးမှုတွေရဲ့နာမည်တွေတူညီနေပါတယ်။ဂျွန်ရဲ့အတွင်းရေးမှုနာမည်ကလင်ကုန်းဖြစ်ပြီးတော့လင်ကုန်းရဲ့အတွင်းရေးမှုနာမည်ကဂျွန်ပါ။နှစ်ဦးစလုံးတောက်ကြံနေမှာပဲတည်ဆုံးခဲ့ပြီးနှစ်ဦးစလုံးမှာ Bill Graham လို့ခေါ်တဲ့တငယ်ချင်းရှိကြပါတယ်။နံပါတ်3 Simpsons ဆိုတဲ့ American Cartoon ရုပ်သံအစီအစဉ် 2000ခုနှစ်မှာထွက်တဲ့အပိုင်းတစ်ပိုင်းမှာဒေါ်နယ်ထရန့်သမ္မတဖြစ်လာတာကိုပြသခဲ့ပါတယ်။ထိုအချိန်ကလူတွေအတွက်ဟာသတသက်ပဲဖြစ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာသူ့ရဲ့ခံမှန်းချက်ကအမှန်ဖြစ်လာခဲ့ပါတယ်။အန်ဟောဆရာအကောင်းဆုံးကတော့စင်ဆန်ကသူ့ရုပ်တံအပိုင်းတစ်ပိုင်းမှာဒေါ်နယ်ထရန့်ကိုမဲဆွယ်စီယုံပြီးသမ္မတဖြစ်လာတာကိုပြသခဲ့တာနဲ့အတူတူပဲ။အမှန်တကယ်ဘဝမှာထရန့်ကမဲဆွယ်စီယုံပြီးတော့သမ္မတဖြစ်လာဖို့ကြီးညာခဲ့တာပါပဲ။နံပါတ်၄1893ခုနှစ်မှာ American Texas မှာ နေထိုင်တဲ့ Henry Ziglan ဆိုသူယောက်ျားတဦးဟာသူ့ยีသားကိုလှည့်ပြားပြီးတော့တစ္ဆာဖောက်ခဲ့တယ်။ဒါကြောင့်သူ့ยีသားကတက်တည်ခဲ့ပါတယ်။မိန်းကလေးရဲ့မိသားစုကဒီအကြောင်းကိုသိလိုက်တဲ့အခါသူမရဲ့အကူကဒေါသထွက်ပြီးတနက်ကင်က Henry ရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ Henry ကိုမြင်တဲ့အခါအကူက Henry ကိုပြစ်လိုက်ပြီးတော့ Henry မြေပေါ်လဲကျသွားပါတယ်။မိန်းကလေးရဲ့အကူက Henry တေသွားပြီလို့ထင်ပြီးသူ့ကိုယ်သူပြစ်ပြီးတော့တက်တည်ခဲ့ပါတယ်။ဒါပေမဲ့ Henry ကိုပြစ်ထားတဲ့ကြီးသားက Henry ရဲ့မျက်နှာကိုထိသွားပြီးတော့ နောက်ကအပင်ဝင်တိုးသွားခဲ့ပြီးဟင်နရီကတော့အနှဲငယ်သာဒဏ်ရာရခဲ့ပါတယ်။နှစ်၂၀အကြာ၁၉၁၃ခုနှစ်မှာဟင်နရီကသူ့အိမ်ကိုပြန်လည်ပြင်နေတော့တစ်သားတွေလိုအပ်လာပါတယ်။ဟင်နရီကဥယျာဉ်ထဲကအပင်ကိုခုတ်ဖို့စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ဒီပင်ကအလွန်ကြီးမားပြီးထူထဲလို့ခုတ်ရတာအလွန်ခက်ခဲပါတယ်။ဒါကြောင့်ဟင်နရီကဒိုင်နမိုက်ထည့်ပြီးတော့ပေါက်ကွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။အပင်ပေါက်ကွဲသွားတာနဲ့အထဲမှာရှိနေတဲ့ကြည်စံမြန်နှုံးမြင့်စွာထွက်လာပြီးဟင်နရီရဲ့ခေါင်းတဲ့တဲ့ကြီးထိသွားပြီး ဟင်နရီကချက်ချင်းတည်ဆုံသွားခဲ့ပါတယ်။နံပါတ်5ဒီပုံသေချာကြည့်ပါ။ဒီလူနှစ်ယောက်ကတူညီတဲ့သူတွေလို့တင်လဲထင်နိုင်ပါတယ်။ဒါမှမဟုတ်မဟုတ်ပါဘူး။ပုံမှာပထမမြင်ရတဲ့သူက Ferrari ကုမ္ပဏီကိုတီထောင်ခဲ့တဲ့ Enzo Ferrari ဖြစ်ပြီးတော့ဒုတိယသူကဂျာမန်ဘောလုံးသမား Misus Ozee ပါ။အန်ဟောစီယာကတော့ Enzo Ferrari က1988ခုနှစ်မှာတည်ဆုံသွားပြီးအဲ့ဒီနောက်တလှကြာမှာပဲ Misus Ozee မွေးဖွားလာခဲ့ပြီးတော့ Enzo Ferrari နဲ့အတိအကျတူနေခဲ့ပါတယ်။ ဒီအဖြစ်ပြဟာပြန်လဲမွေးဖွားခြင်းနဲ့အနှဲငယ်တူနေပါတယ်။နံပါတ်6အမေရိကန်ဟူဘာတန်ကိုတီဆောက်နေစဉ်အလုံသမား66ယောက်နေပါတည်ဆုံးခဲ့ရပါတယ်။ဒီဆဲကိုတီဆောက်နေစဉ်1920ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာပထမအဆုံးတည်ဆုံးသူက George Tyranny ဖြစ်ပြီးတော့အဲ့ဒီဆဲမှာပဲနောက်ဆုံးတည်ဆုံးသူက Patrick Tyranny ဖြစ်ပါတယ်။ထူးဆန်းနေတာကနောက်ဆုံးတည်ဆုံးသွားတဲ့သူကပထမအဆုံးတည်ဆုံးခဲ့တဲ့ George ရဲ့သားဖြစ်တယ်။ပြီးတော့ ပိုထူးဆန်းတာသူလည်းဒီဇင်ဘာလ20ရက်နေ့မှာပဲတည်ဆုံးခဲ့ပါတယ်။နံပါတ်9 White Star Line Ship Company ဒီကုမ္ပဏီကဗီတိရှတင်မောထုတ်လုပ်ရေးကုမ္ပဏီပါ။ဒါက Olympic နဲ့ Titan နဲ့လိုကြီးမားတဲ့တင်မောတွေကိုတည်ဆောက်ခဲ့တဲ့ကုမ္ပဏီပဲဖြစ်ပြီးတော့ Violet Jessup ဆိုသူအမျိုးသမီးတဦးဟာဒီကုမ္ပဏီမှာသူနာပြုအဖြစ်နဲ့အလုပ်လုပ်ခဲ့ပါတယ်။ White Star Line Company ရဲ့ပထမအဆုံးတင်မောက Olympic ဖြစ်ပြီးထိုအချိန်ကအကြီးမားဆုံးနဲ့အစိမ်းခံဆုံးတင်မောပါ။ ဒါပေမဲ့1912ခုနှစ်မှာဒီသင်းမောတိုက်မှုအရာလူပေါင်းများစွာတည်ဆုံးခဲ့ပါတယ်။ထိုနှစ် Violet လည်းဒီသင်းမောပေါ်မှာရှိနေခဲ့ပေမဲ့သူမကိုဘာမှမဖြစ်ခဲ့ပါဘူး။သူမရဲ့ဒုတိယခရီးစဉ်မှာ Violet ကတိုက်တန်းနဲ့သင်းမောပေါ်မှာသူနာပြုအဖြစ်နဲ့ရှိခဲ့ပါတယ်။ကျွန်တော်တို့အလုံးသိကြတဲ့အတိုင်းတိုက်တန်းနဲ့ဟာပထမဆုံးခရီးစဉ်အတွင်းနစ်မြုပ်သွားခဲ့ပြီးတော့လူထောင်ပေါင်းများစွာတည်ဆုံးခဲ့ရပါတယ်။ထိုအချိန်မှာတော့မှ Violet ကိုဘာမှမဖြစ်ခဲ့ပါဘူး။သူမဒီလောက်ကြီးမားတဲ့မတော်တဆမှုထံကနေထပ်မံအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဒါနေမကသေးပါဘူး။သူမရဲ့တတိယခီးစဉ်မှာပထမကဘာစစ်အတွင်း1916ခုနှစ်မှာ Van Lack က Britannic ဆိုတဲ့စေးရုံတင်းမောပေါ်မှာတူနာပြုဖြစ်နေတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါမဲ့ကံမကောင်းစွာပဲ Britannic တင်းမောကဂျာမန်မိုင်းနဲ့တိုက်မိပြီးပောက်ကွဲမှုကြောင့်တနအီတွင်တင်းမောနစ်မြုပ်သွားပြီးအများအပြားအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါမဲ့ Van Lack ကထပ်မံအသက်ရှင်ကျန်ရခဲ့ပါတယ်။ဒီဖြစ်ပြအထူးဆန်းဆုံးပါပဲ။အန်နီရဲ့ကြီးမားတဲ့မတော်တဆမှုတိုင်းမှာ Van Lack အသက်ရှင်ကျန်ရတာဟာ ။ "तू မရဲ့ကံကောင်းမှုလား။ဒါမှမဟုတ် तू မစီးနေတဲ့တင်းမောနစ်မြုပ်တာဟာ तू မရဲ့ကံကြမ္မာလား။ဒီအဖြစ်ပြက်တွေဟာကံကြမ္မာရဲ့စမ်းကြယ်မှုလား။ဒါမှမဟုတ်ကျွန်တော်မြင်နိုင်တာထက်ပိုပြီးကြီးမားတဲ့တစုံတရာရဲ့ချုပ်ကင်မှုလား။ဆိုတာတော့အခုချိန်ဒီအဖြစ်အမှန်ကိုမထွက်သေးပါဘူး။ဒါပေမဲ့တခုရှိတာကဒီလိုစမ်းကြယ်မှုတွေကြောင့်ပဲကျွန်တော်ရဲ့ကဘာကြီးဟာပိုပြီးတော့စိတ်ဝင်စားစရာကောင်းနေသေးပါပဲ။ခမရောဘယ်အဖြစ်ပြက်ကိုအဆန်းဆုံးလို့ထင်ပါလဲ။ကိုယ်တိုင်ကြုံမှုတဲ့တိုက်ဆိုင်မှုတွေရှိရင်လေကောမမမျှော်ရေးပေးသွားပါအောင် ောက်ထပ်ထူးဆန်းတဲ့အကြောင်းအရာတွေတမိုင်းရဲ့လျှို့ဝှက်ချက်တွေကိုဆက်လက်ကြည့်ရှုပေးဖို့ like subscribe နဲ့ခေါင်းဆောင်လေးကိုလည်းနှိပ်ပေးသွားဖို့တောင်းဆိုပါရစေ။